ားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့73ရက်နေ့ကနော်မနက်ပိုင်း51ကျွန်တော်တို့အရန်တဲကထွက်သွားတာပေါ့ခင်ဗျာနော်73ရက်နေ့ကဒီမှာကျွန်တော်ပြေးလာတာကတဲက38ပြေးလာတယ်ခင်ဗျာနော်ဒါညနေပိုင်းမနက်က38မှာကျွန်တော်တို့ဒီမှာဆိုရင်51ကအရန်တဲကထွက်သွားတာပေါ့ခင်ဗျာနော်ကျွန်တော်က10က38ပြေးလာတယ်အရန်က9 10 5 6 3136နဲ့3131 3136အရန်ပေါ့ခင်ဗျာเนาะအရန်တဲကထွက်သွားတော့ပေါ့ဒါเนาะအခုကျွန်တော်14ရက်နေ့အပိတ်နေ့အတွက်ကျွန်တော်တွက်ပြပေးမယ်ခင်ဗျာเนาะ14ရက်နေ့တောက်ကြနေ့အပိတ်နေ့အတွက်ဒါမှမဟုတ်ကျွန်တော်တို့12နာရီ10မိနစ်အတွက်ထိပ်စီးပိုင်းလေးကိုကျွန်တော်စာပြီးတွက်ပေးမယ်เนาะဒါမှမဟုတ်ကျွန်တော်တို့ထိပ်စီးပိုင်းလေးကိုကြည့်မယ်ဆိုရင်ကျွန်တော်ထိပ်စီးပိုင်းလေးကိုကြည့်မယ်ဆိုရင်ဒီဟာဒီနှလုံးပေါင်းခြင်းเนาะဒီနှလုံးပေါင်းခြင်းက ဒီ၃လုံးပေါင်းချင်းပါခင်ဗျာเนาะ၃လုံးပေါင်းချင်းဟုတ်ပါတယ်ဟောဒီ၃လုံးပေါင်းချင်းက၈နဲ့ပါခင်ဗျာเนาะ၃လုံးပေါင်းချင်းက၈เนาะဒီ၃လုံးပေါင်းချင်းက၈နဲ့၈ဆိုတော့9ရဲ့ကျွန်တော်ပါဝါက2เนาะ9ရဲ့ပါဝါက2ဆိုတော့ဒီမှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတော့ sorry ဒီမှာ2ကျွန်တော်တို့2ခုနှစ်ပါဝါနှစ်ဆိုတော့ကျွန်တော်ခုနှစ်ပဲယူလိုက်တယ်ခုနှစ်ထိပ်စီတွေထွက်လာတယ်ခင်ဗျเนาะ ဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်ဆက်ကြည့်ပေးပါနောက်တစ်ခုကလည်းဒီမှာ1ရယ်4ရယ်18ရယ်ဒီသုံးလုံးပေါင်းခြင်းကကို73ပါခင်ဗျာနော်73ဆိုတော့3ရယ်ပါဝါကလည်း10ပဲခင်ဗျာ3ပါဝါ10ဆိုတော့ဒီမှာကြတော့လည်းကျွန်တော်တို့ကပါယူတယ်ဆိုတော့10ကိုယူပါတယ်10ထိပ်စီလေးပါခင်ဗျာနော်10ထိပ်စီပါ14ရက်နေ့အပိတ်နေ့ကျွန်တော်တို့7နှစ်တမိနစ်တဲ့ထိပ်စီပိုင်းလေးက ဒီစီပိုင်းလေးကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီ၃လုံးပေါင်းချင်း18ပေါင်းချင်းပေါ့နော်18တော့18 18 26ရဲ့ပါဝါက1နော်6ရဲ့ပါဝါက1ဆိုတော့ကျွန်တော်တို့ထိပ်စီပိုင်းရနှလုံးရပါမယ်နော်16နဲ့ sorry ပါ1ရဲ့6ရဲ့ဆိုပြီးကျွန်တော်တို့ထိပ်စီနှလုံးရပါမယ်ခင်ဗျာနော်1ရဲ့6ရဲ့ကျွန်တော်ထိပ်စီနှလုံးရပါမယ် ဟုတ်ပြီနော်အခုကျွန်တော်အပိတ်လေးပြပါမယ်7နိုင်10မိနစ်တဲ့အပိတ်လေးပြပါခင်ဗျာနော်ခြေစီးကတော့ကျွန်တော်တေး6ရရသွားပြီခင်ဗျာနော်အခုအပိတ်ကနေလေးကိုကြည့်ပေးပါအပိတ်ကနေလေးအားဒီဟာ3ရ8ရပြီးရော3ညရ9ရဒီဟာ8ရဟုတ်ပြီနော်3 8 3ည9 8ပေါင်းချင်းဟုတ်ပြီနော်ဒီမှာဆိုရင်3ညနဲ့9နဲ့ပေါင်းတော့9 6 9 18နဲ့13နဲ့ပေါင်းတော့20 28 28ဆိုတော့10ရဲ့ကျွန်တော်နှက်ခတ်ကတက်ရတယ်။ဟော10ရဲ့နှက်ခတ်ကတက်ဖြစ်ရင်ဒီမှာလည်းကျွန်တော်တို့ဘာထွက်သွားပြီလဲ။10အပိတ်နဲ့80နဲ့10ထွက်လာတယ်ခင်ဗျာ။အဲ့ဒီအတိုင်းလေးပဲနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပေးပါ။နောက်တစ်ခုကြတော့ဒီက3ရဲ့9ရဲ့10ရဲ့4ရဲ့10ရဲ့ဒီမှာတွင်တက်ရှဲ78 79 20နဲ့3 3ရဲ့နှက်ခတ်ကလည်း9ပဲခင်ဗျာ။နော် 3နဲ့9နဲ့ပေါင်းတော့10ဆ8နဲ့ပေါင်းတော့16 1နဲ့ပေါင်းတော့19 20နဲ့3 3ရဲ့နှက်ခတ်က9ဒီမှာကျွန်တော်တို့ပါထွက်သွားတယ်ဆိုတော့9အပိတ်နဲ့80နဲ့9ထွက်တာလေဟုတ်ပြီနော်အဲ့တော့မို့14ရဲ့နေအပိတ်နေမှာကျွန်တော်တို့12နာရီ10မိနစ်အတွက်အပိတ်ခဏလေးဟာဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီက1 5 1 8 9ပေါင်းချင်းနော်အဲ့ဒီ၄၅လုံးပေါင်းချင်းဒီမှာဆိုရင်6 ခွနဲ့ခွနဲ့နဲ့လီ၁၄နှစ်ပေါ့ခင်ဗျာနော်၂၂နှစ်နှစ်ရက်နှစ်ခတ်က၄ဟုတ်ပြီနော်နှစ်ရက်နှစ်ခတ်က၄ဆိုတော့ဒီမှာကျော်တော့၄အပိတ်နဲ့လာမယ်၁၄ဟုတ်ပြီနော်၁၄နှစ်ခတ်ပဲထိုးအောင်မယ်၅နဲ့၁နဲ့ပေါင်းတော့၆၆နဲ့၁နဲ့ပေါင်းတော့ခွနဲ့ခွနဲ့နဲ့၁နဲ့ပေါင်းတော့၅၅နဲ့ခွနဲ့နဲ့ပေါင်းတော့၂၂နှစ်နော်နှစ်ရက်နှစ်ခတ်က၄ ျွန်တော်တို့မှာ1464နှစ်ကွက်ထွက်ခဲ့ပါတယ်ဒါကကျွန်တော်တို့14ရက်နေ့17နှစ်တက်မိနစ်အတွက်เนาะနှစ်ကွက်ထွက်ခဲ့ပါတယ်အခုကျွန်တော်ညနေ4နာရီခွဲပြပြပါပါเนาะ14ရက်နေ့ညနေ4နာရီခွဲအတွက်ကြည့်ပြပါ14ရက်နေ့ညနေ4နာရီခွဲကျွန်တော် ဘာရမလဲဆိုတော့ပထမဆုံးကျွန်တော်ထိပ်စီးပိုင်းကိုတွက်မယ်ဆိုရင်ဒါဒီတစ်ထိပ်စီးကိုကျွန်တော်အရင်တွက်မယ်ခင်ဗျာနော်တစ်ထိပ်စီးတွက်မယ်ဆိုရင်တစ်ထိပ်စီးကဒီနှလုံးပေါင်းခြင်းနော်ဒီနှလုံးပေါင်းခြင်း9နဲ့ဒီ78 8ရဲ့နှက်ခတ်က1ဒီမှာဘာထွက်သွားလဲတစ်ထိပ်ထွက်သွားတယ်အဲ့လိုမျိုးပဲကျွန်တော်တို့အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ပဲတစ်ခါလေးပြမယ်ခင်ဗျာနော်9နဲ့ဒီ78 8ရဲ့နှက်ခတ်က1တစ်ထိပ်အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းနော်ဒီနှလုံးပေါင်းခြင်းရဲ့ပြီးတော့ ဒီနှလုံးပေါင်းခြင်းဟုတ်ပြီเนาะနှလုံးပေါင်းခြင်းဒီတော့ဒီပါဆိုရင်ကျွန်တော်တို့၅ဒီနှလုံးပေါင်းခြင်းက၉၉၅နဲ့ပေါင်းတော့၁၄၄ရဲ့ပါဝါက၉ဟုတ်ပြီ၄ပါဝါ၉ဒီမှာကျွန်တော်တို့ဘာထွက်သွားပြီလဲ၉အပိတ်၁ကိုထွက်လာတယ်ဒီနှလုံးပေါင်းခြင်းက၁၈စီရင်နက်ခတ်က၁ကျွန်တော်တို့ဒီနှလုံးဒီနှလုံး၄လုံးပေါင်းခြင်းကကျွန်တော်တို့က၁၄ရဲ့၄ရဲ့ပါဝါ၉၁ကိုထွက်လာတယ်ဟုတ်ပြီเนาะနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပေးပါနောက်တစ်ခုကဒီနှလုံးပေါင်းခြင်း ညလုံးပေါင်းချင်းက3ည10ဆိုတော့3ရက်နှက်ခတ်က9ဒီမှာကျွန်တော်တို့9ထိထွက်သွားပြီဟုတ်ပြီကျွန်တော်တို့အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်က3ညဒီညလုံးပေါင်းချင်းက10ဒီညလုံးပေါင်းချင်းက9 9နဲ့10နဲ့ပေါင်းတော့15 9ရဲ့ပါဝါက3ညဒီမှာ3ညအပိတ်ထွက်သွားပြီခင်ဗျာဟုတ်ပြီနော်3ညအပိတ်လေးထွက်လာတယ်ညကြောင့်မို့ကျွန်တော်တို့14ရက်နေ့ညနေ4နာရီခွဲမှာနော် ဖြစ်နိုင်ခြေရှိတယ်ထွက်နိုင်မဲ့ခဏန်းလေးရတော့ဒီညလုံးပေါင်းချင်းက၁၂ရက်နက်ခတ်က၄ဒါကြောင့်ကျွန်တော်တို့ဗာထိတ်စီရအောင်ကြီးလေ၄ထိတ်စီရသွားပြီဟုတ်ပြီနော်၄ထိတ်စီရသွားပြီခင်ဗျကျွန်တော်တို့ဒီမှာ၄ထိတ်စီရအောင်နော်ဒီညလုံးပေါင်းချင်း၁၂ရက်နက်ခတ်က၄၄ထိတ်စီရသွားပြီအပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကဒီညလုံးပေါင်းချင်းရဲ့ဒီညလုံးပေါင်းချင်းရဲ့ဟုတ်ပြီနော်ဒီမှာဆိုရင်6တဆယ်ဒီက6ဆို16ပေါ့နော်ဟုတ်ပြီနော်ဘာဆိုရင်ညလုံးပေါင်းချင်းက17 ဒီမှာဆိုရင်9 17နဲ့9နဲ့ပေါင်းတော့16 6ရဲ့ပါဝါက1ဒါကြောင့်ကျွန်တော်တို့က1လက်ပိတ်တယ်1ပိတ်တယ်ဆိုတော့ကျွန်တော်တို့က40နဲ့1ဟုတ်ပြီနော်မနက်နဲ့ညနဲ့ကျွန်တော်တို့ပေါင်းလိုက်မယ်ဆိုရင်နှစ်ကွက်ပဲထိုးရမယ်ဒီမှာ14 4 1ဟုတ်ပြီနော်60နဲ့4အဲ့လိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်ဒီမှာထပ်တွဲပြီးပါလေမနက်ပိုင်းထိတ်ကကျွန်တော်တို့ပါတယ်16ထိတ်ဟုတ်တယ်နော်မနက်ပိုင်းက16ထိတ်ညနေပိုင်းက ကျွန်တော်တို့တစ်ပိတ်တာလည်းအတွက်ကျွန်တော်တို့ဘာရမလဲဆိုတော့တစ်တစ်ဟုတ်ပြီနော်တစ်တစ်6တစ်ပေါ့ဟုတ်ပြီနော်တစ်တစ်6တစ်လေးထိုးလို့ရတယ်ဒါကကျွန်တော်တွဲပြလိုက်တဲ့ခဏပြီးရင်ဒီမှာကျော်တော့6ရက်ပေါင်ဝတ်တစ်6ရက်နှက်ခတ်က9နှစ်နှက်ခတ်က၄2နှစ်ရက်ပေါင်ဝတ်9တွဲထိုးလို့ရအောင်နှစ်နှက်ခတ်က၄2နှစ်ရက်ပေါင်ဝတ်9 6ရဲ့နှက်ခတ်က9ဟုတ်ပြီเนาะအဲ့ဒီမှာမှကျွန်တော်ကြောင်းမြန်တွဲမယ်ဆိုရင် အဘူက66111လာမယ်ဟုတ်ပြီနော်ဒါကအဘူ66111ညနေကျွန်တော်တို့ညက် sorry ညနေထိတ်နေမနက်ပိတ်နေဆိုရင်44ထိုးလို့ရတယ်ဟုတ်ပြီနော်44ထိုးလို့ရတယ်ဒါကအဘူက1 2 3 4ဝက်အဘူထွက်လာအဓိက main ွက်ကတော့ကျွန်တော်ဒီနှစ်ွက်ပဲရှိမယ်ဟုတ်ပြီနော်ဒါကညနေပိုင်းဆိုရင်နှစ်ွက်ပဲထိုးလို့နှုတ်ထိုးရလို့တော့တယ်ဟုတ်လားနှစ်အိတ်နှစ်ခွက်နဲ့ကျွန်တော်တို့ကအပူဝါဘယ်နှစ်ခွက်ရှိမှာလဲ1 2 3 4ခွက်ရှိမှာ ဂျိတ်တီတီထဲရပဲထွက်ပေါ်များတယ်ခင်ဗျเนาะအားလုံးပဲကျွန်တော်တို့အပိတ်နေမှာ14ရက်နေမှာမနက်ဝမ်းညအောင်အားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ